အလုံးအမေမိကလာချစ်ချင်ရလာပြင်းနေမှာရှောက်လေဖို့လေးဖြစ်ပါတယ်အရင်ဆုံးပထမဦးစွာကြောက်စင်းဖျောက်သွားပါတယ်ကြောက်စင်းဖျောက်မှာတော့သိတဲ့အတိုင်းပါပဲကြောက်တောက်ကြောက်တီနဲ့ထူးထူးထားတဲ့သမိုင်းနေကြောက်ကြောက်စင်းဖျောက်ဆိုတဲ့အတိုင်းနဲ့ကြောက်ကြောက်စင်းနေနဲ့လှူထားတဲ့ဖျားရည်ပါပဲတော်တော်တက်ပေဘူးကောင်းပါတယ်ဒါတော့ကူသွားတဲ့လမ်းပါဒီလမ်းကဆိုရင်အရာကိုတိတ်ဆိတ်ပြီးတော့အီချမ်းနေနေရာလေးဖြစ်ပါတယ်တော်တော်လေးပျော်စရာကောင်းပါတယ် လမ်းလျှောက်ရတော့နေရောပူပါတယ်ဒါလေးကတော့ဖေကဒါကတော့တမိုင်းအကြောင်းလေးပေါ့နော်တမိုင်းအကြောင်းဆိုဒါကတော့ဒီကျောက်စင်းဖေရဲ့တမိုင်းအကြောင်းလေးပါပဲတက်ကြည့်လိုက်ပါတယ်နေရာတော့လည်းနေချင်းပါလေလူကတော့အရင်များတော့လေညာတော့ကြီးခဲ့ပါအောင်ဒါတော့ကြောက်ကြောက်တင်နဲ့ထွန်းထူထားတဲ့ဖရားပုံစံလေးပါ။ဒါတန်တရာကြီးလိုလဲနေတဲ့ဘိန်းလုံးကြီးဖြစ်ပါတယ်။ အလေးအရခွေးရောက်သွားပါပြီဒီဘူးထဲမှာတော့ကြောက်နဲ့ပတ်သက်တဲ့အဲတစ္စည်းလေးတွေဖျားပုံလေးတွေပြီးကြတော့လက်ကောက်လေးရောရှိပါတယ်တောက်ဆင်းပြားဆိုအတိုင်းပဲပေါ့နော်ကြောက်တီးကြီးပဲပေါ့နော်မကြောက်ဆင်းကြီးကြီးပဲပေါ့နော်ညှိုလင်ကြီးများစွာပေါ့ဒါကတော့ကမ္ဘာကျော်ကြဲကြောက်တွေပါဒါကြောက်အစ်စ်တွေပါသာတော့ရေတန့်မှာတောက်လို့ရပါတယ်ရေတကုံကသဘာဝရေတန့်တာလားဒါလေးကြောက်စင်းနေပါပဲ ါခဏတော့မျောလေးချင်းများစွာဆွဲဟာပါပဲရှင်။ဒါလေးကတော့ခဏပြောရင်မြမဆိုရလက်ကောက်ဆိုတာပေါ့နော်။ဒီမှာမင်းကလေးလေးကိုလို့ရပါတယ်လက်ကောက်လေး။ဒါလေးကတော့ကြောက်ပါလေးရောမသိပေါ့နော်လာလက်ကီးဖစ်။ကြောက်နေပဲထွန်းထုတ်ထားပါ။ကြတော့ကြောက်ကြောက်စားရမ်းနေလို့ပြီးတော့ဟိုပေါ့တရားလေးလို့အဲ့လိုမျိုးလေးပေါ့ဒါတော့ကြောက်ဟိုပန်းအိုးလေးရောဖြစ်ပါတယ် ီမှာတော့တော့ဝိုက်တယ်တမိုင်းအကြောင်းရင်းပြီးရှိတော့ဖတ်လို့လည်းရပါတယ်။ Okay ထွက်မှာကြတော့ဒီတန်တရာလိုမျိုးလေးယူပြန်တွေ့ခဲ့ရပါတယ်။ဒါလေးကတော့ dragon dragon လေးကိုရေတန်းစီရေတန်းစီပေးရပါ။ dragon လေးရေတန်းစီပေးရပါ။ နှကားကြီးပေါ့နော်ဒါကတော့ကြောက်ဖျားကိုကြောက်စင်းဖျားပေါ့ဟိုနှကားနှကံဖျားကိုရေးတက်ပေးရပါဒါလေးကတော့အဲသူ့ရဲ့လမ်းလေးပေါ့နော်ကြောက်စင်းပြသွားတဲ့လမ်းပေါ့ဒါအင်္ဂါသွားပဲလမ်းပေါ့နော်အဲ့ဒီလမ်းလေးကိုမရှောက်ပါနဲ့နေရာလေးဒါကတော့နောက်တစ်ခုကဥပိန်ထရရောက်ပါပြီဥပိန်ထရကတော့ပြောစရာကောင်းပါတယ်အာပြီးတော့သူကပေါ့နော်သူကတော့မရှင်းတရှင်းပေါ့လာပြင်းနေဆိုတော့ဒါကတော့အောက်ကလည်းခွင်းနေပါဒီနွေရတီဆိုတော့ရေရသိမ့်မရှိပါဘူး ဒါတရားကြီးပေါ့နော်လူလဲသိမ့်မယ်များပါ အရှိကတော့အတော်နဲ့မောင်လေးလဲရှောက်နေပါတယ်တစတငယ်ချင်းနေလဲရှောက်နေပါဒါလေးကတော့အကတော့ထန်းရီတော်ဒီပြီးတော့အကျော်ဆုံးနေရောင်းနေဆိုင်နေဖြစ်ပါတယ်အဆုံးထိတော့မလျှောက်နိုင်ခဲ့ပါဘူးခြေထောက်ညောင်းလို့ပါအဆုံးတော့ဆန္ဒမှုညီဖြေလေးတော့ကောင်ရောက်ခဲ့ပါတယ်တော်တော်လှပါဒီနေ့ရောဒီလောက်ပါပဲရှင် bye bye